နေ့တနေ့ရဲ့အစကိုအလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းတယ်ပေါ့ဟုတ်လားအဲ့ဒါဒကာကြီးတို့ဒကာမကြီးတို့လည်းပဲဒီရှိနေ့တိုင်းနေ့တိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်တွေလည်းမကြမရောက်ရအောင်နော်ကိုလေ့ကျင့်လိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်စောင့်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာ မပူတဲ့လောင်တဲ့ပင်ပန်းစီတတ်တဲ့အကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုံဘုံတို့မှတ်သားကြည့်နော်ပထမဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ်တတိဘာဝနာတဲ့ဗုဒ္ဓနုတ်တတိဆိုတာမြတ်စွာဘုရားရဲ့ဂုံကိုအဖန်ပါအမှတ်ရတာစဉ်းစားတာဆင်ញံတာ ဘုံတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရားနောက်ကိလေသာခတ်သိမ်းငြိမ်းတော်မူ၏ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏ဟာအရဟံဂုံပေါ့နော်တလောကလုံးမှာသီလအဖြစ်တမာတိအဖြစ်ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတ္တဝါအာလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တည်ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲနော်အရဟံဂုံရဲ့အတိတ်ပဲများစွာရှိတဲ့အနက်ကနှစ်မျိုးလောက်တော့နားလည်ရမယ်ပေါ့နော် မြတ်စွာဘုရားစိတ်နှလုံးဟာဘလောက်ပဲလောဘဖြစ်เสียအာယုန်နဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုန်နဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့လိုလောဘဒေါသအပူဓာတ်အလောင်းဓာတ်တွေလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာပဂတိငြိမ်းအေးတော်မူလေလို့အာယုန်ပြုတ်တက်ဖို့စင်မြင်တက်ဖို့နှလုံးသွင်းတက်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလတမာတိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့် မြတ်စွာဘုရားပူဇော်ထူးကိုလည်းခံယူတိုက်တယ်အရဟံဂုံပေါ့အရဟံဂုံပြီးရင်ဘုံဘုံတို့ဂုံတော်အနန္တရှိတဲ့နကသမ္မာသမ္ဗုဒ္ဓဂုံကိုဆင်ញံတဲ့ရမယ်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိတိုက်တဲ့တရားအလုံးစုံကိုမဖောက်မပြန်ကိုယ်တိုင်မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်သိเสียတရားအလုံးစုံကိုဆရာမကူတရားမူညာဖြင့်ကိုယ်တော်တိုင်သိတော်မူတယ်နော်ဒါလို့ရင်ဆင်းရဲမေ ဒါလုံရင်ချမ်းသာမယ်ဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရာဝိဒုက္ခကလွတ်မြောက်သွားမယ်အစရှိသဖြင့်မြတ်စွာဘုရားเนาะဒီတိတဲ့တိတိုက်တဲ့သဘာဝတရားအလုံးစုံကိုတိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုံဘုံတို့တိတိအတိုင်းမြင်တိအတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်မြတ်စွာဘုရားเนาะလောကကြီးရဲ့ဟုတ်လားဒီတရားတွေကတော့ချမ်းသာကြောင်တရားဖြစ်တယ်လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တာမှာဖြစ်အောင်လုပ်မယ်ဆိုရင် အဲချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ်။တော့ဒီတရားတွေကလုံမဲ့ဆိုရင်တော့ကိုယ်ရှင်ရဲစီလိမ့်မယ်ပင်ပန်းစီလိမ့်မယ်ဒီလိုသိတယ်။ဟုတ်လား။အဲဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှိရင်တော့ဘဝဝိတ္တခါတွေလုံးဝချုပ်ငြိမ်းပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်။တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးပြည့်ရှိသူပဲ။ဟုတ်လား။ကုသိုလ် တရားတွေကတော့ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူး။ အကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးမဲခင်ရှင်ပါတရားဟာနတ်တန်တရားလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးဖန်တီးလိုက်တာမဟုတ်ဘူးဟုတ်လားအကုသိုလ်တရားတွေဟာဆင်းရဲသေးတယ်ပင်ပန်းစေတယ်နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတယ်ဒါသူတို့ရဲ့ပင်ကိုအစွမ်းပဲဘုရားကလှုပ်ထားတာမှမဟုတ်တာဟုတ်လားဘုရားကတိတာပဲအော်ဒါလှုပ်ရင်တော့ဆင်းရဲမှာပဲအဲ့ဒါလှုပ်ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာ ချမ်းသာစေတယ်တသက်သာစေတယ်နောက်လည်းပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ကဒီလိုဖြစ်စေလို့ဘုရားဖန်တီးလိုက်တာမဟုတ်ဘူးတော့ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွန့်ရည်တတ္တိတွေရှိနေတယ်ဆိုတော့မြတ်စွာဘုရားကသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါလိုပဲတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ရှင်ပါလက်ဒီသူတော်ကောင်းတရားကြီးဟာ ဘဝဝဒုက္ခကနေလွတ်မြောက်သွားစေတယ်။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်။နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်။ဒါလည်းမြတ်စွာဘုရားမဂ္ဂင်၈ပါးနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူး။ဒီမဂ္ဂင်၈ပါးတရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတဲ့တဲ့အစွမ်းတတိရှိနေတယ်။ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်ဒီလမ်းကိုရှောင်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးဒီလမ်းကသူ့အတူရှိနေပြီးသား ဒါကြောင့်မြတ်စွာဘုရားမဂ်ခင်၈ပါးကို ပုရဏမကလန်ဟောင်းကြီးရှေဖရာအစုစုတို့ဖုံးနေအောင်တွားခဲ့တဲ့လန်ဟောင်းကြီးဒီလိုပြောတယ်ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလန်းနေနေနဲ့မြင်ကြည့်မယ်ဆိုရင် အောက်လန်းရှိတယ်အထက်လန်းရှိတယ်လွတ်မြောက်လန်းရှိတယ်အောက်လန်းဆိုတာအကုသိုလ်တရားတွေကိုပြောတာပေါ့နောက်အထက်လန်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လန်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေတဲကမှမဂ်ခင်၈ပါးအကျင့်မြတ်တရားအဓိက ပြောရပါစို့ဟုတ်လားပြီးရင်လည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပေးရစီဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းတည်ပင်လဲလွတ်မြောက်လန်းဖြစ်သွားပြန်လဲပေါ့ဟုတ်လားအဲ့လိုပြောရင်တာပါလို့မြတ်စွာဘုရားရဲ့တမ္မာတန်ဗုဒ္ဓကိုအလုံးစုံကိုတည်တာဟုတ်လားအဲ့လိုအလုံးစုံကိုတည်တယ်ဒုက္ခဝရတဲ့မြတ်စွာဘုရားတရားအလုံးကိုတည်တယ်တည်တဲ့အတိုင်းညွှန်ပြခဲ့တယ် ဒီလိုလေးဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုဒတိဖြစ်တယ်ပေါ့နော်အရဟံဂုံရေတမတံဗုဒ္ဓဂုံရေပြီးတော့နားလည်တဲ့နဲ့ဂုံဂုံကျေးဇူးအနန္တရှိတဲ့တက်ကနားလည်တဲ့နဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာတော့တမအာဖြင့်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကိုတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါဂုံဆိုတာ ဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပါရမီတရားတွေကိုပြီးပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့်ဒီအန္တိမဘုရားနောက်ဆုံးဘုရားမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ဘယ်ဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွတ်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလေသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်ပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ ဒီဘဝအကျိုးရလတ်ကအကုန်လုံးပြည့်စုံနေတယ်နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမှရှိတော့တဲ့အတွက်ကြောင့်ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်ပြည့်စုံတော်မူတယ်ပြည့်စုံတဲ့လူသားပေါ့နော်ဖြည့်ခြင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖျာဖျာတို့ဖြင့်ကောင်းစွာဂုံလုံးပြီးပြည့်စုံသောမူပါသောမြတ်စွာဘုရားဘဂဝါဘုံရဲ့အတိတ်ပဲဟုတ်လား အတ္တပမုံဂုံကျေးဇူးအနန္တရှိတဲ့နဲ့ကဂုံတော်၃ပါးပြောလိုက်တယ်အရဟံဂုံရေတမတန်ဗုဒ္ဓဂုံရေဘဂဝါဂုံရေအဲ့ဒါကိုတခါတည်းပါသွားအောင်ဘယ်လိုလုပ်မလဲနမောတတဘဂဝတောအရဟတောတမတန်ဗုဒ္ဓတအကောင်းဆုံးဖျားရှိခိုးပဲဟုတ်လားအရဟတောကိရိတာခတ်သိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောတမတန်ဗုဒ္ဓတ လုံးစုံသောတရားတို့ဖောင်းပြမှန်မှန်ကန်ကန်ကိုတော်တိုင်တည်တော်မူမြင်တော်မူသောနတ္တဘဂဝါတော် ထိုပြီးပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည် အတုဝတ္တုဖြစ်ပါစေသည်အကောင်းဆုံးဘုရားရှိခိုးပဲအဲ့ဒါလေးနဲ့နေ့တစ်နေ့ကိုစနိုင်အလွန်ကောင်းမှာပေါ့နော်ဒါဗုဒ္ဓနုဒ္ဓိဘာဝနာကိုယ့်ရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဘေးအန္တရာယ်မကြမရောက်ကာကွယ်နိုင်နေတယ်ပြင်ဘက်ကအန္တရာယ်တွေလည်းပဲမကြမရောက်အောင်သူ့အစွမ်းစားနဲ့သူ့ ကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတုံတယုံပေးစိုးအန်လေစိုးကာကွယ်နိုင်တယ်ပေါ့နော်ဒါကြောင့်သူ့ကိုအာရခတရားလို့ပြောတယ်နော်ဒါဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိပြီးတော့ဘာလာမလို့မေတ္တာဘာဝနာမေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာမေတ္တာဆိုတာတတ္တဝတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမနဲ့လူတတ္တဝဟုလို့များ ေးရန်ကင်းကွာကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတဝရရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကြမ်းမာရေကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝင်ငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ်မြေတာစိတ်ကိုထားတဲ့နေရာမှာကိုရင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းတို့ဘေးဒီအန္တရာယ်တွေမတွေ့ခြင်းမူမကြုံခြင်းမူကိုဘလောက်ကြမ်းမာရေကောင်းခြင်းတို့ကိုဘလောက်စိတ်ချမ်းသာခြင်းတို့ကိုကိုကိုပြန်စစ်ကြည့်ပါနော် အဲ့လိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းကျင်ညတယ်ကြောက်ကြတယ်လန့်ညတယ်ဟုတ်လားတတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေးကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဝုဟိဆိုတာ ਨੇ ကျမ်းမာခြင်းတဲ့စိတ်ကအထွတ်အတိပ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကဘာလဲနှလုံးစိတ်ဝါငြင်းအေးခြင်းတယ်စိတ်ချမ်းသာခြင်းတယ်တောကတွေ ਨੇ မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေ ਨੇ မနေခြင်းဘူးဟုတ်လား အဲ့လိုမျိုးဘုန်းဘုန်းတို့တွေကတတ္တဝါတွေရဲ့နော်အလိုဆန္ဒကိုနားလည်ပြီးတော့ဩတတ္တဝါတွေလိုလားတောင်းတာတယ်ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲကနော်ဘေးရန်ကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစေဝံ့ညင်အေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုပါခေါ်တော့မေတ္တာဟုတ်လားအဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတတ္တိကြီးမားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာတိတင်တွေကိုဟောပြတာရှိတာပေါ့ နဗုံညာဘိခွေမာပါယိထာဒုက္ခတိတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့အဲ့လိုဟောပြီးတော့လုတ်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်မဆိုမေတ္တာဖြစ်တယ်ဟုတ်လားသူဘဝတစ်ခုလုံးကနော်ခုနှစ်နှစ်ကြော်ကြော်လောက်မေတ္တာတရားကိုပွားများသေတဲ့အခါကျတော့နော်ပြမပြီကိုရောက်တယ်နော်တရားမင်းမောင်ဘလောက်ဖြစ်တယ်လူလူစည်းစိမ်ဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လား ီးတော့လူတိုင်းတည်နေတဲ့မေတ္တာအကျိုး၁၁မျိုးအိမ်နိုးချမ်းသာကောင်းစွာ အိမ်မက်ချစ်လျက်လူနဲ့ဆောင်းလက်နံများစိတ်မီးသားတို့ရှောင်ရှားကိုမှလျင်စွာ စိတ်တည်ရွှင်ကြည်မျက်နှာတေကာမတွေ့လားလေပြမှာဆက်တပြားဒီမေတ္တာပွားမှုအကျိုးကြီးရဲ့မေတ္တာတရားရဲ့စွန့်ရည်တတ္တိအကျိုးပေးအန္တိတင်ကြီးမားပုံကိုဖရာလွယ်လို့ယူမတိတိကျကျပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကမေတ္တာကိုအားကိုးသင့်တယ်နော် မေတ္တာစိတ်ကလေးကိုဘုံတို့ရဲ့အတွင်းတန်တာမှာထပ်ကထပ်ကဖြစ်အောင်ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဟုတ်လားတနေ့သုံးကဥဒေယဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွန်းစင်စစ်နုတညစ်စာချိန်သုံးကမျှမေတ္တာပွားများကြူးကြီးမှသည်ဘုရားမြတ်စွာမင်းကုန်သည်ရဟုတယ်မို့လားဟောတနေ့ကိုသုံးကဥကြီးတရားတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတစ်တွက်လောက်၃ချိန်လောက် စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအနိသင်ကြီးမားတဲ့ကောင်းမှုကိုပြုအပ်ရောက်တယ်လို့ဘယ်လိုမျက်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်နေ့တနေ့ရဲ့အစမှာဗုဒ္ဓနှုတ်တတိမျက်စွာဘုရားရဲ့ဂုံကျေးဇူးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတော့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမေတ္တာထားတယ် မေတ္တာဘာဝနာပွားများတယ်ဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလည်းတစ်ပိုင်းပေါ့ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်တတ္တရာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါတော့ဘုံတို့ဒီရွေချက်နဲ့လည်းမေတ္တာကိုပွားရတယ်။များသောဖြင့်ဘုံတို့စိတ်တွေကတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ် ဒေါသဖြစ်ပြီးရေဆိုရင်လည်းပဲသက်မဲ့တွေပုံမှန်ဖြစ်တာတဲ့သက်ရှိတွေပုံမှန်ဖြစ်တာကအပုံကြီးများတယ်ဟုတ်လားသက်ရှိတွေမှာလည်းပဲပဲပုံမှန်ဖြစ်နေတာများလူတွေပုံမှန်ပေါ့နော်လူတွေပုံမှန်ဟောတိတဲ့လူနဲ့မတိတဲ့လူဘယ်သူပုံမှန်ပို့ဖြစ်တာတိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကြီးကအလေးအကျဉ်းကြီးလို့ဖြစ်နေတယ်တခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျနော်အဲ့ဒီအလိုမချမှုဒေါသဘေးကနေပြီးတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတန့်တာနည်းအောင်မြတ်တာကို ာကိုရမေတ္တာတအားကြီးသွားပြီရှင်တောင်းတရုံအလိုမကျတဲ့အနေနဲ့တွေ့လဲအလိုမကျမှုမဖြစ်ဘူးမေတ္တာရဲ့စွန့်အားကြောင့်နော်ငင်းငင်းအေးအေးဆက်ပြီးတော့ဘုဘုံတို့နေလို့ရတယ်ဒီသဘောလေးကိုပြောရတယ်နော်ဘုရားနှုတ်တတိမေတ္တာပြီးတော့ပါတော့မရဏနှုတ်တတိဟောပေခြင်းကိုအဖမ်းမအမှတ်ရဘဝရဲ့ရှင်သန်မှုဆိုတာတည်ဆုံးခြင်းဖြစ်ပဲအဆုံးတတ်ရဟွန်းဒါဟုတ်ပြီတည်ကြတယ်ဟုတ်လား အဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဖုံးဖုံးတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မီကြီးဆိုတာကိုထည့်သွင်းဖို့လိုတယ်။နောက်ပျက်စီးရမှာတော့တေးကြတယ်ဟုတ်ပြီ။ဘယ်ချိန်ပျက်စီးမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ဖြစ်ပျက်စီးနိုင်တယ်။ဖုံးဖုံးတို့ခန္ဓာကိုယ်ကြီးကမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းကမရှိဘူး။မပျက်စီးသေးတာပဲရှိ။အဲမပျက်စီးနိုင်တဲ့အချိန်မရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဖုံးဖုံးတို့ထင်ရှားရှားသိနိုင်တယ်ပေါ့။နောက်ရှင်သန်မှုရဲ့ နော်မတေးကြဘူးမရေရဘူးကိုကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်။ဘုန်းတော်ဘုရားမှာရှင်းတတ်နေတယ်ဆိုတော့ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးပုံမှန်နော်အကြောင်းခံပြီးတော့ရှင်းတတ်နေတာ။အာဟာရဆိုရင်တော့အလွန်တိတာတဲ့အကြောင်းပေါ့။လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကစားဒီနေ့ထိဘာမှမစားဘူးဆိုဒီချိန်သေရောပေါ့။ဟုတ်လား။နော်ဥဒုအလွန်ကြမ်းတမ်းတဲ့အပူအေးလွန်ခဲ့တဲ့နေရာနေသေမှာပဲဟုတ်လားမခံနိုင်လောက်တဲ့အပူမခံနိုင်လောက်တဲ့အေးအေးရောက်သေမှာပေါ့ ဟုတ်လားပြီးတော့ဘာလဲကိုယ့်ရဲ့စိတ်ကသေလောက်အောင်ဆင်းရဲမယ်ပူလောက်မပြည့်စည်မယ်ဆိုရင်လည်းသေနိုင်တာပဲဟုတ်ပြီအဲ့လို့ဆိုရင်အာရရဲ့ဥဒုရဲ့စိတ်ရဒါအရန်ထင်ရှားတဲ့တိတာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်သန်မှုမှာဟုတ်လားအလွန်တိဖို့ခက်တဲ့တကယ်လဲအာကြီးနေတဲ့အကြောင်းတရားရှိရဲအဲ့ဒါမှောင်ဆိုကံတရားပေါ့နော်အရင်ဘဝကအရင်အရင်ဘဝဘဝကနော်လူဘဝမှာနော်နေရမယ့်အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိ ဘလောက်ကြီးကြီးမားမားလုတ်ခဲ့တယ်လဲဆိုတာမသိနိုင်ဘူးကြီးသည်ဖြစ်စီငယ်သည်ဖြစ်စီအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုံဘုံတို့ဘာလို့ရမလို့ပေးရမှာပဲကံအရှိန်ကဘလောက်ကြံသေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့အဲစီမီကွက်လေးထဲမှာစီထည့်ပြီးတော့မိစာထည့်မိထွန်းတာမိလေးတောက်နေတယ်လက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 ်နဲ့အခုကျတော့ရှင်သန်မှုမိတော်လေးတောက်နေတယ်ဟုတ်လားစီရှိသလောက်မိစာရှိသလောက်ပဲတောက်မှာနော်အခုရဲ့ဒီ ်ရှင်သမုံမိတော်ကလေးတောက်ဖို့အတွက်ဒီလက်ကျန်စီရဘလောက်ရှိသေးလဲလို့ဘုန်းဘုန်းတို့မသိနိုင်ဘူးစီကုံတဲ့ချိန်ရက်မိစာကုံတဲ့ချိန်ရက်တချို့များကြတော့လည်းပဲစီတို့မိစာတို့မကုံသေးဘူးဒါပေမဲ့လေးတိုက်လို့တယောက်ကညှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲ့ဒါဥပ္ပစီကကံခေါ်တယ်အဲ့ဒါဟုတ်လားအဲ့ဘဝမှာရှင်သန်မှုရေမသေးကြဘူးဘုန်းတို့စဉ်းစားရမယ်ဆင်ခြင်ရမယ်ဘဝသေးရမယ်ဘဝသေးမျိုးသေးຫນွယ် အဲဒီတဘာဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကို ਨੇ ပါစေတယ်။ဘုရားမှာအများကြီးအတိတ်တွေရှိသေးတယ်။လုံးတဲ့လုံးထိုက်တာကိုမြန်မြန်လုံးဖြစ်စေတယ်။မလုံးတဲ့မလုံးထိုက်တာကိုရှောင်ကျဉ်လူစိတ်လည်းထက်သန်လာစေတယ်။သိခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့နော်အသိဉာဏ်ပညာအလွန်မှအစွမ်းထက်တယ်။ဟုတ်လား။ဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမမြဲ၊တည်ဆုံးခြင်းဒီမြဲ၏။ဘယ်ချင်းသိမဲဆိုတော့ငါမသိနိုင်ဘူး။ဟုတ်လား။ကံကုံတဲ့တနေ့ငါရဲ့ရှင်သန်မှုဟာရက်ဆိုင်သွားမှာ။ဒီအမြင်ကိုဘုန်းဘုန်းတို့က အဲစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့ဒီသဘောလေးနော်အရှင်လေးနဲ့သွားနေရနော်ဆူရမဆူဖုန်းတို့ခဏခဏပြောနေတာအော်ညတစ်ချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေးတဲကိုညားလံပြေးတယ်နော်ဘလောက်ပြေးမလို့အရှင်ရှိတဲ့လောက်ပေါ့အရှင်ဆိုတာထားရတဲ့သဘောမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးသလောက်ပြစ်တဲ့လူအကောင်းရင်ကောင်းသလောက်ညားလံကဖြောင်းရင်ဖြောင်းသလောက်အကြိုက်ပြေးမယ်ပေါ့လေးထဲမှာ ဟုတ်လား ဒါဒီဘလောက်ပဲကြာတယ်ပြောပြောပြီးရင်တော့ကြာမှာပဲဒါပေမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ခွေတတလေးလောက်ပဲဆွဲပြလိုက်တယ်ဆိုရင်တော့၄၅၀ပြလောက်ရောက်မှာပေါ့ဒါပဲပြုတ်ကြသွားမှာအခုကကျုပ်တို့ကလေထဲမှာ ပြန်ပန်းနေတဲ့အနေအထားပေါ့ဟုတ်လားမြားရံလေးလေထဲမှာပြန်ပန်းနေတဲ့အနေအထားဘဇုအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်ပန်းနေတာအရှိန်ဆိုတာသာဝရမဟုတ်ဘူးနော်ဘယ်ချင်းကုန်မလဲဆိုတာတောင် မသိနိုင်ဘူးဘလို့အားနဲ့ပြစ်ခဲ့တယ်လေဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမမြဲတည်ဆုံခြင်းဒီမြဲဤရှင်ခြင်းရမယ်ရှင်ခြင်းတဲ့နေရာမှာအချိန်မရေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတော်တိုင်းဆိုတာလည်းထည့်ရမယ်မတယောက်တည်းပြည့်ရတဲ့သဘောရှိတာမဟုတ် တတော်တိုင်းပြည့်ရမှာဟာအဲ့ကျမှညာပို့ပြီးတော့ကျဲပြန့်သွားတာနော်ငါဤရှင်သန်ခြင်းဒီမမြဲတည်ဆုံခြင်းဒီမြဲအဲ့ဒါလိုပဲသူဤရှင်သန်ခြင်းဒီလည်းမမြဲ သူ၏တည်ဆုံးခြင်းသည်မြေအကုန်လုံးပေရမှာတေမျိုးတေနွေတွေကြီးပဲဟုတ်လားနော်ကြည့်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီတည်ခြင်းတရားကိုစဉ်းစားတဲ့အတိညာအလွန်မှဟောတဘာဝအလွန်ကြတဲ့အတွက်ကြောင့် तू ကအလွန်တရားမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့်ဘဝမှာဘလို့ဆက်ပြီးတော့နေသွားမလဲ။ဘာလို့တင်လဲ။ဘာမလို့တင်ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်။ဒါကကိုယ့်ကိုလက်တွေလှုပ်ကြည့်ပေါ့။လူကသူများအဆရာလို့ရင်တိတ်ကြိုက်တာပေါ့။ကို့အတိညာကို့အဆရာလုံးမှကောင်းတာ ဒါကြောင့်တစ်ချိန်လုံးကဘုံကအကောင်းဆုံးဆရာဆိုပြီးတော့တရားလေးတခုဟောထားတာရှိတယ်။ဟုတ်လား။သိရင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာဉ်ကိုရည်ရွယ်တာ။သူအကောင်းဆုံးဆရာပဲ။ဘုရားမှာဘလို့နေသွားမလဲဆိုတာ။နော်။ဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာနမရဏနုတ်တိသိရင်းကိုအမှတ်ရတဲ့မွန်မြတ်တဲ့သတိကလေးနဲ့စနိုင်ဖို့လိုတယ်ပေါ့နော်။ဟောရာနုတ်တိမေတ္တာမရဏနုတ်တိနောက်ဟာဘာလို့ဆိုတော့အတုပဘာဝနာတဲ့။အတုပဆိုတာမတင့်တယ်တဲ့သဘော။ ရူပဆိုတာတင့်နေတာအဆိုတာမရှိတာမိမိခန္ဓာသူတို့ဘာခန္ဓာရဲ့နော်ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကြီးမှာ တင့်တယ်မှု စိတ်သုံးနေတာအနတ်မကောင်းသောနော်မတင့်တယ်သောယွန်ရှားဆက်စုပ်ပွဲတဘာဝတရားတို့ ဖြင့်သာလင်ဖွဲ့စည်းတိဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာ ဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားသလဲဆိုတာကိုဆင်ញင်နှလုံးသွင်းတာရသော်ဘုရားအကုန်သင်ပေးတာနော်ဇံပဲမွေးញင်ခြေသီးလက်သီးသွားအည်ဒါတဇပင်ဆက်ကလို့ခေါ်တယ်၅မျိုးသောကုထန်တပဂတိဒီတိုင်းကြည်လိုက်တာနဲ့လူတယောက်ကိုကြည်လိုက်ဒီ၅မျိုးကတန့်မြင်ရဇံပဲမွေးញင်ဒီလိုလုံးပေါက်နေတဲ့မွေးញင်လူလေးဟုတ်လားခြေသေးလက်သေးပြီးတော့ဘာလို့သွားဒီလိုလုံးအုပ်ထားတဲ့အည်ဟုတ်လား ပါရမီထူးခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုံကိုယ်တွေဆိုရင်ရဟန်းပြုတော့မရှိခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီပြင်တစပင်ဆက်ကဆင်ញံတာနဲ့ရဟန်းတာဖြစ်တာရှိရဲ့နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်မကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လားဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှစ်ဆက်ပြီးတော့ကြည်အရေးရဲ့အောင်မှာပါရှိမယ်တော့အတာအကျော်အယူယူရင်းချင်းစီအညှို့ အညို့ဆိုတာကြောက်ကနှလုံးကိုပြောတာနှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိန်းစာသည်စာဟောင်းအုံနောက်ဒါကုဋ္ဌာတ20ပထဝီတက်လွန်ခဲ့တဲ့ကုဋ္ဌာတအဖတ်တက်လွန်ခဲ့တဲ့အုပ်စုပေါ့နော်ပြီးရင်ပါတော့တီကြီးတလိပ်ပြီးသွေးချွေးအစီခဲမျက်ရည်အစီကြီးတွေနှက်အစီကျင်ခဲအာဘောတက်အရေတက်လွန်ခဲ့တဲ့ကုဋ္ဌာတ12မျိုး၃၂မျိုးသော ကုဋ္ဌာတာတို့ဖြင့်ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပေါ့နော် အဲ့ဒါကိုဆင်ခြင်ရဲ့ပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိအသက်ကြီးတာငယ်တာဘာကွဲပြားမှုမှမရှိယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားမှုမှမရှိတော့အကုန်လုံးကအယူတို့ရဲ့အစုအဝေးများတာဖြစ်တယ်အသွေးအသားတွေရဲ့အစုအဝေးများတာဖြစ်တယ်အကျိုးတွေရဲ့အစုအဝေးများတာဖြစ်တယ်အည်ရူရီပါနဲ့အုပ်တာတယ်ဒီသဘောလေးခေါင်းထဲမှာအုံနောက်တွေရှိတယ်အရင်ကောင်းပိုင်းမှာအစုံနဲ့နှလုံးမိနစ်မလတ်စက္ကန့်မလတ်အလုံးလုံးနေတာရှိတယ် တဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်အစာအိမ်ရှိမယ်ဥဒိန်ဥမရှိမယ်နော်အသေးရအောင်မှာပန်ကရီးယားရှိမယ်သေးကြီးအိမ်ရှိမယ်အဲ့ဒီရအောင်နာလေးမှာပါရှိမယ်ကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီရနဲ့စီးရီတစက်စက်တစက်စက်ကြားနေတာဟုတ်ပါရှိအိမ်ထဲမှာထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရရဲ့ကြီးရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါကိုမလုပ်တာတော့ဆင်ရင်ကြည့်တာဒါတွေရှိနေတယ်ဒါတွေဖြစ်နေတယ်လို့သိတာ တမင်လုံးမရရနော်ဒီတိုင်းဆိုရင်ဘုံဘုံတော့အဲ့ဒါကိုမြင်လားမမြင်ဘူးအိုတယ်လှတယ်ကြည်ကောင်းတယ်ကြည်မကောင်းဘူးငဲတယ်ကြည်ရတာပဲဒီနာရင်ရက်နေတာစိတ်ကရှစ်ဆက်သိစရာသိရှိတာကိုမသိဘူးမြင်စရာရှိတာကိုမမြင်ဘူးအဲ့ဒီအတုပဘာဝနာလည်းအလွန်ဆွမ်းထက်တယ်ရသော်ဘုရားဘလောက်တောင်ဟောတော့သူ့ကိုလဲအမတန်တေဘိခွေပြိပုံစံတိရေကာယကတာတတိံပြိပုံစံတိအကျင့်ပုဂ္ဂိုလ်သည် 32မြို့တော့ကိုဋ္ဌာန်တာကိုရှင်ရှင်ပြီးဆိုတဲ့ကာယကတ္တတိကိုတုံးဆောင်ယူထိုသူသည်နိဗ္ဗာန်ကိုတုံးဆောင်ရသည်မြည်၏တဲ့ဟာအဲ့လိုတောင်းဟောတာနော်ကိုကိုကိုအဲ့လိုဒါတွေရဲ့အဆူဝေးတွေပဲလို့ရှင်ရှင်နေတာနိဗ္ဗာန်ကိုတောင်းတုံးဆောင်ရရောက်တယ်ဘုံဆိုအလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မှငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျွတ်တော့ဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုပသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျွတ်တော့ နော်သူကဘာငါးပါအစင်အတန်းအနေအမြဲအဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွားတယောက်အောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကဘာဆိုတာကိုဘုံတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလားအထင်ကြီးခြင်းထင်သေးခြင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေတယ်ဟုတ်လား ဲ့တော့ကုထာတာကိုမြင်လဲဆိုရင် तू အထင်ကြီးနေရလည်းမရှိဘူးအထင်သေးနေရလည်းမရှိဒါရာပဲလို့သိတယ်။ तू နဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအထူးထူပဲလို့သိတယ်။အရန်ကောင်းတယ်တရား။ဒါကြောင့်မြတ်စွာဘုရားဗျာနဧတာတိတေနာကာယနာယောမင်ကြီးဥဏ္ဏမေတွေပရမဝါဇံတွေကိမင်ညတတအတ္တတနာတော့ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရတယ်များသူများကိုထင်သေးမယ်ကိုယ့်ကိုယ်ကိုထင်ကြီးမယ်ဆိုဒီလူဟာမိုက်မဲခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့ခေါ်တာမိုက်မဲတယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အကြောင်းအမှန်တိုင်မသိတာကိုပြောတာဟုတ်လား ဒါကြောင့်အတုပဘာဝနာလုတ်တဲ့နေပါနော်အဲ့ဒါနေ့တစ်နေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမုံမြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပါနော်ဘုရားကောအာယုံပြုမယ်တတဝါတွေရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြင်းငြင်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါတော့ကိုယ့်ဘဝရဲ့ရှင်သန်မှုဟာတည်မြဲနေတဲ့သဘောမျိုးအချိန်ကြီးပြတ်နိုင်တယ်တဲတဲလေးသွားနေတာဘဝရဲ့ကြောက်မက်ဖွယ်ရကောင်းတဲ့အမှန်တရားပါနော်ဒါကိုဆင်ခြင်ရမယ်ပြီးရင်ပါတော့ ီယုတ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ញံတာဒါကိုအရခတရား၄ပါးလို့ခေါ်တယ်အလွန်မမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လားစောင့်ရှောက်နိုင်တယ်စိတ်ကိုရောဂျုတ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုံဘုံတို့ကနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတတိပဋ္ဌာန်ဘာဝနာတတိပဋ္ဌာန်ဘာဝနာဆိုတာကတော့နော်ဒါဖရာအရှူရှူနိဗ္ဗာန်ရောက်ကြောင်းလမ်းအနေနဲ့နော်ဟောခဲ့ကြတယ်တခက်ကိုအမောမြတ်ဆုံးသူတော်ကောင်းတရားတတိပဋ္ဌာန်ဆိုတာဘာလို့ဆိုတော့ ကိုယ်ခန္ဓာမှာဘယ်လိုသဘာဝတွေဟာဘယ်လိုဖြစ်နေသလဲဆိုတာကိုအချိန်တိုင်းသတိထားပြီးအမှန်သိပြီးတော့နေတဲ့နေကိုသတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ကိုဘာဖြစ်နေသလဲဘယ်လိုဖြစ်နေလဲဆိုတာကိုပြစ္ဆုတ်ပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ်ခံစားမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဓမ္မတဘာဝပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဆိုတော့သတိပဋ္ဌာန်တရား၄ပါးရှိအနှစ်ချုပ်လိုက်ရင်ဒီခန္ဓာကြီးရဲ့ဖြစ်စဉ် ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိတယ်အဲ့ဒါမျိုးဆိုဘယ်ဘယ်ကစတင်ပြီးတော့ကာယ ानु ပသနာသတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်အာနာပါနာကစတင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကသွတ်သူလှုပ်နေတာကိုကကြိုးစားနေတာမဟုတ်ဘူးကိုကတခါလေးဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လားဒီအဆုတ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလှုပ်နေတော့အလုတ်လှုပ်နေတော့နော်သူလိုချင်တဲ့လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရရအောင်ယူတယ် မလိုအပ်တဲ့အညစ်အကြေးတွေကိုမဖြစ်ဖြစ်အောင်ထုတ်တယ်အောင်ထားလို့မရဘူးဒီအမှန်တရားကြီးဘဝအတွက်အလွန်အရေးပါတဲ့အစိအပိုင်းကြီးပဲဝင်လေထွက်လေဆိုတာဟုတ်လားအဲ့ဒီဝင်လေထွက်လေကိုဘာလို့မလုပ်သတိထားခိုင်းတယ်မြတ်စွာဘုရားဒါဝင်နေတယ်ထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေဒီဥစ္စာသိဖို့ရမ်းခက်တယ်စိတ်ကဟိုကပြပြခတ်နေတာတွေပဲအမြဲတမ်းသွားကျင်နေတယ်ဒီနေ့နေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လား အဲ့ဒါကိုဘာလို့ပါလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပုံမှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါသဘာဝတရားတွေကြောင့်အများကြီးတည်သွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိရအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရဟန္တာတောင်ဖြစ်မယ်လို့ဟောထားတာဟုတ်လားဒါသတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံဘုံကတခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာသတိပဋ္ဌာန်တရားကိုမျက်စွာဘုရားအများကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန် အမှတ်တရလေးနဲ့သတိလေးထားပြီးတော့နေခိုင်းတာပါပဲအထိကဟုတ်လားအဲအနာပါနာကတော့တိတာလို့ထင်ရှားလို့ဒါကိုပြောလိုက်တာဟုတ်လားအတ္တဘာဝနာပဲလိုမျိုးတော့၅မျိုးနော်အဲဘုံဘောကနိုင်ဝက်လောက်ပြောမယ်ဆိုနိုင်ဝက်ရှိသွားပြီနော်အတ္တဘဝမှာနော်ဒီတရားတွေဟာအလွန်မမြတ်တယ်ဆိုတာပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါလေဟုတ်လားဒါကြောင့်ကိုယ်နေရက်တွေကိုစားတိုင်းစားတိုင်းမနက်ခင်းလေးမှာ လှုပ်တဲ့အနည်းဆုံးပေါ့နော်ပြင်ညာအိယာဝင်ကနေဩဒီနေ့ဒါနားယူတော့မယ်ခန္ဓာကိုယ်ကြီးမြင်ခဲ့ရကြားခဲ့ရတွေးခဲ့ရပင်ပန်းတော့ညကြတော့မနာလို့ကမရဟုတ်လားကြည်စင်ရည်ကြည်နားထောင်ကြရည်နားထောင်တွေးကြရည်တွေးပင်ပန်းပြီလေစိတ်ကောရုပ်ကောပင်ပန်းအဲ့ချိန်နားရင်နားမနားရင်ကျမကြီးပါဖောက်မှာနော်ဟုတ်တယ်မို့လားအဲ့တော့နားကနေလေဒီ၅မျိုးလေး ਨੇ နားမယ်ဆိုရင်ကောင်းတော့နော် နေတရတရစားမယ်ဆိုရင်လေဒီ၅မျိုးလေးနဲ့စနော်နေတရတရကိုနားတော့မယ်ဆိုရင်လေဒီ၅မျိုးလေးနဲ့နားဘုရားကိုအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်နော်ရှင်သန်ခြင်းဆိုတာမတည်မြဲတဲ့အရာမတည်ကြတဲ့အရာလို့အမှန်သိပြီးတော့နေမယ်ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနတ်မကောင်းမှုတွေနဲ့တိဆောက်ထားတာဆိုတာကို အမှန်သိပြီးတော့နေမယ်ပြီးရင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကို အမှန်တိုင်သိပြီးတော့နေတဲ့ပฏิပဋ္ဌာန်တရားဟုတ်လားဘာဝနာဘယ်လိုမျိုးတော့၅မျိုးအဲ့ဒါဟိုလွန်ခဲ့တဲ့၄၅နှစ်လောက်ကစင်ကာပူမှာဟောတာရှိတယ်ဘာဝနာတစ်မျိုးမိနစ်90တနာရီလောက်ဟောတာရှိတယ်အဲ့ဒီတရားလေးရှာပြီးတော့နာကြည့်ဟုတ်လားဗုဒ္ဓနုဒ္တိရဲ့မေတ္တာရဲ့မရဏနုဒ္တိရဲ့အာတုဝရဲ့တฏิပဋ္ဌာန်ရဲ့တရား၅ခုဟောတာရှိနော်ဒါကြောင့်အလွန်မွန်မြတ်တဲ့ဒီနေနီးထန်နေနေနဲ့ နော်နေနိုင်ထိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွစွတို့ရဲ့စွန့်တတ်တဲ့ကြောင့်ဖရာတပည့်တော်တို့ဒီမညံဘုညံမြေနိဗ္ဗာန်ကိုလင်းမြန်ထုတ်ချက်မြတ်မောပြုပြရရှိကုန်တော်ဟုပတ္တနာအောင်စုပြုရကုန်ရာတည်